်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ပထမအဦးဆုံးဘုရားသခင်ရဲ့ကြည်ကြော်ကိုချီးမွမ်းပါတယ်ညလင်းချင်းကိုရွေးချယ်ပါဆိုတဲ့ကောင်းစဉ်နဲ့တမန်တော်အခန်းကြီး29အငယ်78ကနေ 26ကိုဆင်ခြင်သွားခြင်းပါတယ်။လိုင်းထအာကြီးသောကြောင့်အလွန်တုံလို့၍နက်ဖန်လေး၌ဝန်ကိုထုတ်ပြစ်ကြ၏။သုံးရမြောက်သောနေ့၌သင်္ဘောတစာများကိုကိုလက်နှင့်ကန်ယူ၍ပြစ်လိုက်ကြ၏။နေလကျေနက်ခတ်တို့ကိုတာရှည်စွာမမြင်ရ၍မိုးတက်မုန်တိုင်းအာကြီးသည်သဖြင့်ကေတင်ချင်းတို့ရောက်မည်ဟုမျှော်လင့်เสียအခွင့်အလင်းမရှိ။ အစာကိုမစားဘဲကြာမြင့်စွာ နေကြပြီးမှ ပေါလုသည်ထိုသူတို့၏အလေ၌ထား၍အချင်းလူတို့ငါစကားကိုနားထောင်လျင်ကရတီကျွန်းမှမလွင့်ဘဲနေလျင်ဤပျက်စီးဆုံးရှုံးခြင်းနှင့်ကင်းလွတ်ရကြ၏ ယခုတွင်စိတ်သက်သာခြင်းရှိကြလော အကြောင်းမူကားတင်းပေါ်ဆုံးခြင်းမှတပါတင်းတို့တွင်အဘယ်သူမြတ်အသက်မဆုံးရာအဘယ်ကြောင့်နည်းဟုမူကားငါကိုပိုင်တော်မူ၍ငါကိုးကွယ်တော်ဖျားသခင်ဤကောင်းကင်တမန်သည်ယနေ့ညတွင်ငါအနာမှာပေါ်လာလျက်ပေါ်လူတင်းသည် မဆိုးရိမ်နှင့်ကဲတာပြင်ရှိသို့ရောက်ရမည်တင်းနှင့်အတူပင်လယ်ကူးသောသူ အပေါင်းတို့ကိုဖျားသခင်သည် တင့်အားပေးတော်မူပြီဟုဆို၏ထို့ကြောင့်အချင်းလူတို့တက်တာချင်းရှိကြလောဟုငါအာမိန်တော်မူသည့်အတိုင်းဖြစ်လိမ့်မည်ဟုငါသည်ဖျားသခင်ကိုအမိပြု၍ယုံခြင်းရှိ၏သို့တော်လည်းတစုံတစ်ခုသောကျွန်းပေါ်မှာတင်ပေါ်တင်၍ပြည့်ရမည်ဟုပေါ်လူဆို၏ကျွန်တော်တို့လူဘဝဆိုတာကကျွန်တော်တို့လိုချင်တဲ့အတိုင်းအမြဲတမ်းဖြစ်မလာပါဘူး ရားသခင်ရဲ့လမ်းပြမှုနဲ့အလိုတော်အတိုင်းအစီအစဉ်တွေဆွဲတဲ့အခါမှာပဲနောက်နေမှုတွေနဲ့အတားအဆီးတွေနဲ့ရင်ဆိုင်ရနိုင်တယ်။အဲ့ဒီအတားအဆီးတွေ အပေါ်မှာစိတ်ပြတ်အားငယ်မှုဟာစိတ်တက်ကြခြင်းနဲ့မျောလင့်ချက်မဲ့ခြင်းတွေတောင်ဖြစ်စေနိုင်ပါတယ်။ပေါ်လူရဲ့ယောမခီးစဉ်အကြောင်းကိုစဉ်းစားကြည့်တဲ့အခါမှာပြင်းထန်တဲ့ဥရုကလူဒုံဆိုတဲ့မုန်တိုင်းတစ်ခုအထင်းမှာတင်ပေါ်ကိုမပြတ်စည်းစေဖို့အတွက်တင်ပေါ်သားတွေက ကြိုးစားခဲ့ကြတယ်။ဒါပေမဲ့လည်းသူတို့ဟာယာတိဥတုကိုမထိန်ချုပ်နိုင်ပဲနဲ့ကေတင်ချင်းရရှိဖို့အတွက်တင်းမောဘော်ကပစ္စည်းတွေကိုပင်လယ်ထဲပစ်ချခဲ့ရင်းနဲ့မျောလင့်ချက်တွေတပြေးပြေးဆုံရှုံသွားတယ်။တပြေးပြေးမျောလင့်ချက်တွေကိုဆွန့်လွတ်ခဲ့ကြရတယ်။ဒါပေမဲ့လည်းတင်းမောဘော်မှာပါတဲ့ပေါ်ဒုအပါအဝင်ဘသူတယောက်မှမဆုံရှုံခဲ့ပါဘူး။ဆုံရှုံမှုမရှိခဲ့ရခြင်းကလည်း ပေါ်လူကတမန်တော်အခန်းကြီး29အငယ်25မှာစုထားတဲ့အတိုင်းလူတွေကိုတတ်တာချင်းရှိဖို့မျောလင့်ချင်းရှိဖို့ခွန်အားပေးခဲ့တယ်။ပေါ်လူရဲ့မျောလင့်ချင်းကဘုရားသခင်ကသူ့ကိုကောင်းကင်တမန်အားဖြင့်မိန့်တော်မူခဲ့တဲ့အတိုင်းသူဟာဘုရားသခင်ကို အမိပြုပြီးတော့မျောလင့်ချင်းရှိခဲ့လို့ပဲဖြစ်တယ်။ဘုရားသခင်ကသူတို့တွေ့ကြုံခဲ့ရတဲ့ပြင်းထန်တဲ့ယာတိဥတုအပေါ်မှာအချုပ်အချာအာနာပိုင်ဖြစ်တယ်လို့ အခုကျွန်တော်တို့အတွက်အလုတ်လက်မဲ့ဖြစ်ချင်းချစ်ရသူတွေနဲ့ခွဲခွာရခြင်းတွေဒါမှမဟုတ်ကြောက်စရာကောင်းတဲ့ယောဂရှာဖွေတွေ့ရှိမှုတစ်ခုနဲ့ရင်ဆိုင်နေရတာတွေဖြစ်ပါစေစိတ်ရည်နိုင်ငံရည်စီးပွားရည်စာဝတ်နေရည်အနာဂတ်အရေးဆိုတဲ့ကျွန်တော်တို့လူရဲ့မငြိမ်မသက်မှုတွေအပေါ်မှာလည်းပဲအချုပ်အချာအာဏာပိုင်တော်မူပါတယ်အဲ့ဒီလိုအခြေအနေတွေမှာမျောလင်းချက်မဲ့ခြင်းခံစားချက်တွေဟာ တခါတလေမှာကျွန်တော်တို့ကိုလွမ်းမိုးနိုင်ပေမယ်လေကျွန်တော်တို့ရဲ့အဆုံးစွန်သောကောင်းကျိုးအတွက်လှုပ်ဆောင်ပေးမယ်ဘုရားသခင်ကိုယုံကြည်နိုင်ပါတယ်အဲ့ဒီလိုမပြည့်စုံတဲ့အိမ်မက်တွေဟာဓမ္မရာဇဝင်ပထမဆောင်အခန်းကြီး1အငယ်30ကနေဆက်တက်မှာဖော်ပြထားတဲ့သားလူခြင်းလို့သားမရသေးတဲ့ဟန္နာလိုပဲကျွန်တော်တို့ကိုစိတ်ပြတ်အာရော့စေနိုင်ပါတယ်နှစ်စဉ်နှစ်တိုင်းဟန္နာဟာသားလေးတယောက်ကိုတောင်းတခဲ့ပေးမယ်လေ မျောလင့်ချက်တွေပြည့်စုံခြင်းမရှိတဲ့အရာတွေကိုရင်ဆိုင်ကြရတဲ့အတွက်ကြောင့်တုတ်တန်အခန်းကြီး73အငယ်7နဲ့မှာဆိုထားသလိုပဲစိတ်တက်ကြခဲ့ရတယ်။အဒီအထဲမှာမျောလင့်တဲ့အရာဟာဖြစ်နှဲ့မယ်ဆိုရင်နဲ့စိတ်လုံးကိုပူပန်စေတတ်တယ်။အလိုပြည့်စုံတဲ့အခါမှာတော့အသက်ဖြစ်တယ်လို့အဲ့လိုဖော်ပြထားပါတယ်။ခဏရဲ့မျောလင်းချက်တွေဟာအကောင်အထည်မပေါ်ဘဲနဲ့နှောင့်နှေးနေတဲ့အတွက်သူ့ရဲ့စိတ်နှလုံးဟာ ပူပန်ခဲ့ရတယ်။ဒါပေမဲ့ဘုရားသခင်က ဟန္နာကသူ့ကိုဆုတောင်းခဲ့တာကို အောင်းမေ့တော်မူပြီးတော့သားယောက်ချာကိုပေးသနာတော်မူခဲ့ပါတယ်။အဲ့ဒီသားကိုဘုရားသခင်စီကိုဆုတောင်းပြီးတော့မှရခဲ့တဲ့အတွေ့ဟန္နာကရှမွေလာလို့နာမည်မေ့ခဲ့ပါတယ်။အရာအလုံးဟာကျွန်တော်တို့ဆန္ဒအတိုင်းမဖြစ်တဲ့အခါမှာဟန္နာလိုစိတ်ခံစားရမှုတွေကို ကျွန်တော်တို့ကြုံတွေ့ရနိုင်ပေမဲ့လည်းနောက်ဆုံးမှာဟန္နာရဲ့ဆန္ဒကို ဖြစ်စည်းပေးခဲ့တဲ့တကိုးကြီးတဲ့ဘုရားသခင်ကလည်းဟနာကိုတည်တယ်လို့ကျွန်တော်တို့ရဲ့အခြေအနေတွေကိုတည်တော်မူတယ်။မျောလင်းချက်မဲ့စိတ်တကြချိန်တွေမှာကျွန်တော်တို့ရွေးချယ်စရာ နှစ်ခုတည်းကတစ်ခုကိုရွေးရရမှာဖြစ်တယ်။ရွေးချယ်စရာနှစ်ခုကတော့အခြေအနေတွေကိုအာယုံစိုက်ခြင်းနဲ့ဒါမှမဟုတ်ကိုတော်ဂတိပေးထားတဲ့အတိုင်းစိန်ခေါ်မှုတိုင်းကိုကြော်ဖြတ်ဖို့အတွက်ကျွန်တော်တို့ကိုပို့ဆောင်ပေးမဲ့ကျွန်တော်ရဲ့မေတ္တာရှင် ကောင်းကင်ဘုံရှင်အဖဖျားသခင်ကိုအာယုံစိုက်ခြင်းပဲဖြစ်တယ်။ပေါ်တုကတော့မုန်တိုင်းအခက်အခဲတွေအတွင်းမှာ အခက်အခဲထက်ဖျားသခင်ရဲ့ဂရိတော်ကိုအာယုံစိုက်ပြီးတော့ဖျားသခင်ကို အမိပြုမျော်လင့်ခဲ့တယ်။ဟာနာကတော့သူ့ရဲ့အလိုဆန္ဒတွေပြည့်စုံခြင်း မရှိခြင်းအပေါ်ဖျားသခင်ရဲ့မျက်မှောက်တော်မှာစိတ်နှလုံးတွန်းလောင်းပြီးတော့ဂတိတစ္ဆာပြုခြင်းနဲ့ဖျားသခင်ကို မျော်လင့်လျက်အာယုံစိုက်ခဲ့တယ်။ ကျွန်တော်တို့အနေနဲ့လည်းအခုအချိန်မှာဘလို့တွေ့ကြုံခံစားနေရတယ်လဲအဲ့ဒီတွေ့ကြုံခံစားနေရတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့မျောလင့်ခြင်းတွေပါရှိနေလဲဘာကိုမျောလင့်ပြီးတော့မှရှေ့ဆက်ရမယ်အသက်တာအတွက်ဘလို့ရွေးချယ်ကြမလဲလောလောဆယ်ဘာကိုအာယုံစိုက်နေမလဲကျမ်းနာဆင်ခြင်ခဲ့တဲ့သူတွေအနေနဲ့ဘဝမုံတိုင်းအခက်အခဲပြဿနာတွေနဲ့အနာဂတ်မျောလင့်ခြင်းတွေနောက်နေနေခြင်းတွေအပေါ်မှာ မျော်လင့်ချက်တွေကိုမစွန့်လွတ်လိုက်ဘဲနဲ့ဘုရားသခင်ရဲ့ဂရုတော်နဲ့ဘုရားသခင်ကိုယုံကြည်ခြင်းနဲ့မျော်လင့်ခြင်းကိုရွေးချယ်သွားနိုင်ကြဖို့ဘုရားသခင်ကအတူရှိလျက်ဆက်လက်ပူဆောင်ပေးနေပါစေ။အာမင်။ခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆိုအပ်ပါသည်